စပ်စပ်ပေး盖人被你白，这种你还怎么选？盖人被你了吧？就你不满意不能搞不嘛，把这心里那把不要进来了。你搞嘛，就那么用，就用 air freshener 吧，它这个进来的，哇，味哇里头了不能。 မုံလေးထွက်တာအနံ့လေးမွမွေးလေးပေါ့ cherry bee နဲ့နေပြီးတော့ရင်အာ cherry bee ကိုဘယ်လောက်ကျဲဆို lip balm တစ်ခုတင်လာရဲ့အာ rubber ဆိုနှာခမ်းအရန်ခြောက်တက်လို့ပေါ့နော်ပြီးတော့ရင်ကားပေါ်မှာဆိုရင်အမြဲတမ်းရေရမ်းစားတဲ့ဆိုရင်အမြဲတမ်းပါတယ်ပါဒီလဲဆိုတော့ of course ဆိုတော့ကားတော့ပါရယ်ကားတော့ပါရယ်ပြီးတော့ရင်အိမ်တော့ပါရယ်ပေါ့နော်အဲ့လိုမျိုးလေးနေ ကောင်းမှာတော့ပြီးရင်လို့ tissue တွေပါအစော်ဟင်းရလေအရန်ဟိုဘယ်လိုပြောမလဲ maximalist ထဲမှာပါတော့ကြာတော့အဲ့လိုပစ္စည်းလို့ဆိုရင်ကောင်းမှာဆိုကိုလက်လန်းမိရမှာအကုန်ရှိနေမှာကိုလိုအပ်တဲ့အခါတိုင်းပေါ့နော်အဲ့လိုအကုန်ရှိနေမှာအဆင်ပြေတဲ့သူတွေမှာပါတော့ကြာတော့အဲ့လိုပစ္စည်းအဲကောင်းမှာပစ္စည်းများများတင်တယ်လေအဲ့ခါကြာရင်ဟန်ဆွမ်းလေးမောင်လေးနဲ့အမြဲရန်ဖြစ်ရတယ် ဟုတ်ဆို तू ကကြတော့အဲ့လိုမျိုးတမမဟုတ်ဘူးကွယ်ဒီလား तू ကကြတော့သူ့ကောင်မှာတော့ရှင်းရှင်းနဲ့ဘာမှမရှိနေဘာမှကားတော့ဆိုကားတော့ပဲရှိရမယ်ကားပေါ်မှာဒါပဲ तू အဲ့လိုမျိုးဟင်းနေကြတော့မဟုတ်ကားပေါ်မှာဆိုဟင်းဒီမှာဖက်နက်တရံပူပါရဲ့ကဲခုကဖက်နက်ပြောင်းဝင်လို့လုပ်လဲအဲ့လိုမျိုးအစုံပေါ့နော်အဲအတွေ့အကြုံများပေါ့နော်ပြီးတော့အဲ့လိုမျိုး tissue ဆို tissue ပူပါရဲ့ wet tissue ပါရဲ့အဲ့လိုမျိုးအစုံကားပေါ်တင်ထားရဲ့ပြီးတော့အဲ့တခုကိုလိုအပ်တာရှိလို့လုပ်လဲဆိုရင်ကားပေါ်မှာအနွေးတဲ့တစ်ထဲတင်ထားရဲ့ ပြီးသွားရင်အဲ့လိုတစ်ခါမုံလေးလည်းတင်ထားရင်အမုံလေးဆိုရင်ဒီဘေးမှာဆိုရင်ဟိုဒီလိုမျိုးမုံလေးတင်ထားအဲ့လေးကြာဟိုမျိုးပေါ့နော်အဲ့လိုမျိုးဘေးမှာအဲ့လိုမျိုးတချို့ကလေးလေးတွေ့ရခါကျရင်မုံလေးဟိုသူပြောမလဲပတ်စံပေးရတဲ့သူပတ်စံပေးရင်ကြာတခြားသူတွေရောက်အောင်မဆိုလို့ဟိုနေ့နေပြောလို့မုံလေးရေဆောင်ထားပြောသူတို့ကကြာပို့ပြီးတော့မုံလေးရရင်ပို့ပြော်ပါပေါ့နော်ဘို့ဆိုမုံလေးရရင်သူချက်ချင်းဖောက်စားကြရဲကလေးလေးရပေါ့နော်ဆိုတော့အမြဲအဲ့လိုမုံလေးတွေအဲ့လိုမျိုးကားပေါ်မှာတင်ထားပြောမုံလေးပေးပြတယ်ပေါ့နော်အဲ့လိုမျိုးကြောင်ပါ ေါ်မှာရတယ်။ဥပစ္စည်းလေးအစုံထားရကြိုက်တယ်ပေါ့နော်။ဆိုတော့အဲကြည့်နေကြရရောဘယ်လိုမျိုးကားပေါ်မှာပစ္စည်းတွေထားတယ်လဲ။အဲကားပေါ်မှာဘယ်လိုမျိုးကြိုက်လဲ။အဲလိုမျိုးဒါပေမဲ့ဟိုနေ့ကားပေါ်မှာတော့စားတော့ရတော့အရင်မကြိုက်ဘူး။အဲအဲလိုမျိုးဘယ်လိုပြောမလဲ။မုံလေးပါလိနေပါစားရတော့အိစာမရှိဘူးပေါ့နော်။ဒီကားပေါ်မှာဆိုရင်အဲလိုမျိုးဝင်လိုက်မြင်ဆိုင်နေကိုကလေ comfortable ဖြစ်တဲ့နေရာတစ်ခုလိုခံစားရမှာပေါ့နော်။ကိုယ်လလန်းမြေမြေပစ္စည်းကုန်ရှိမှအဲလိုမျိုးအဲကြိုက်တဲ့သူပေါ့နော်။ဆိုတော့ရေးပြီးအောင်ကမလေးရေးပြီးအောင်နော်။အဲ